အီယံရီတိုင်းဘိုကလေးမြို့နယ်အောက်လဲစိတ်အရှိရွာမှာမေလ29ရက်နေ့ညပိုင်းကစစ်ကောင်စီရေတပ်ဝစ်ဆောင်ဝစ်ဆင်ထားတဲ့အမျိုးသား၄ဦးကနေအိမ်တလုံးကိုဓားမြတိုက်ခဲ့တယ်လို့သတင်းရရှိပါရယ်ရေတပ်ပြောင်ကြားဝစ်ဆောင်ဝစ်ဆင်ထားတဲ့၄ဦးဟာဦးထွန်းကြီးရဲ့နေအိမ်ကိုလက်နက်ပြကငွေသား360နဲ့ဖုန်းလေးလုံးကိုယူဆောင်သွားခဲ့ပြီးလက်ရှိမှာ၂ဦးကိုဖမ်းဆီးရမိထားတယ်လို့သိရပါရယ်ဓားမြအဖွဲ့မှရွာကန်တယောက်ပါတယ်စစ်တပ်ဝစ်ဆောင်ဆိုတာ အပြင်မှာဝယ်လို့မရတာတွေဝယ်ပြီးလာတော့ဒေသခံတွေကစစ်တပ်ထဲကကောင်တွေပဲလုတ်တယ်လို့ထင်နေကြတယ်လို့ဒေသခံတူက AR Times ကိုပြောပါရယ်လက်ရှိဖမ်းဆီးခံထားရသူနှုံးမှာကျိုင်းလက်နဲ့မော်လမြိုင်ကျွန်းမြို့မှာနေထိုင်သူတွေဖြစ်ကြပြီး AK47 တနက်အတူတလက်နဲ့အတူဖမ်းဆီးရမိခဲ့တာ ဖြစ်ပါရယ်ထွက်ပြေးလွတ်မြောက်နေသူနှုံးအနက်တအူးမှာရွာကန်ဖြစ်ပြီးဒီနေ့ထိဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါရယ်